ားလုံးမင်္ဂလာပါတဲ့နည်းနည်းမြန် channel နေပြီးတော့အားလုံးကိုကျေးဇူးပါတယ်ဆိုတော့ကျွန်တော်တို့ပုံမှန်တင်ဆက်တင်ကြဒီ Premier League ကျွန်တော် prediction လုပ်ကြည့်အောင်ပါလေဆိုတော့ဒီနေ့ကျွန်တော်တို့ဒီအာ Premier League ကျွန်တော် round 35ဒီကျွန်တော်ကစားဖို့ရှိပါတယ် round 35ဆိုတော့ကျွန်တော်နောက်ထပ်ဒါပြီးပြီးလို့ရှိရင်နောက်ထပ်ကျွန်တော်တို့ဒီ3 round လောက်ပဲကျွန်တော်ကျန်တော့တဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့ Premier League ပြီးဖို့ကလည်းတော်တော်လေးကိုနှေးကျန်လာနေပြီပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ total Premier League ကျွန်တော်4ပွဲတိကျွန်တော်ရှိပါတယ် ဆိုတော့ကျွန်တော်ဒီ software ကျွန်တော်ဒီ Aston Villa Fulham 6နိုင်ရနေပြီးတော့ကျွန်တော် Arsenal ဘုံမောက်7နိုင်ပြီပေါ့နော်ဒီပွဲအထိကျွန်တော်ရှိပါတယ်ဆိုတော့ကျွန်တော်တို့ prediction လေးလုပ်ကြည့်ရအောင်နော်ဆိုတော့ပထမအဦးဆုံးကျွန်တော်ဒီ Aston Villa Fulham ပေါ့ဆိုတော့ Aston Villa Fulham ဆိုတော့ Aston Villa အင်္ဂွေမှာကျွန်တော်ကစားမယ်ညနေ6နိုင်တော်တော်စောရယ်ပေါ့နော်ဆိုတော့အဲဒီပွဲမှာကျွန်တော်ဒီပေါ့နော် Aston Villa အနေနဲ့ကကျွန်တော်ပို့ပြီးတော့အရေးကြီးရလို့ကျွန်တော်ပြောလို့ရအဆူလာသည်ကျွန်တော်58မှတ်ရှိပါတယ်58မှတ်ရှိရဖြစ်တဲ့အကြောင်းမလို့တို့ဒီချန်ပီယံလေးဝင်ခွင့်အတွက်ဆိုလို့ရှိရင်ဒေဂျာပေါ့ဆိုသူတို့အရေးကြီးတယ် ွဲမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဒီပွဲကကျွန်တော်မဖြစ်မနေနိုင်ရမယ့်အခြေအနေဖြစ်ပါတယ်ဖူအန်ကတော့တိတ်ပြီးတော့ကျွန်တော်တို့အဲဘာမှကျွန်တော်တို့ဒီဥရောပဝင်ဝင်ပါညာဘာမှမရှိတော့ဘူးဆိုတော့ဒီတော့ကျွန်တော်တို့အဲဒီကုန်သိခါအရာလောက်ပဲကျွန်တော်ကံမဲ့အခြေအနေမျိုးမှတော့ကျွန်တော်ရှိပါတယ်ဆိုတော့အဆိုမီလာဘက်ကအခုလက်ရှိကျွန်တော်တလုံး90ပေါင်ပြီးတယ်ကိုမောင်စီကျွန်တော်တလုံးကို90ပေါင်ကျွန်တော်ပေးထားတယ်ဆိုတော့အဲဒီခြေနေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီအဆိုမီလာရဲ့ body size ကကျွန်တော်တို့ဒီဖူဟန်နဲ့နေထားမှာဆိုလို့ရှိရင်မတရားပြင်းနေတာကိုကျွန်တော်တွေ့နိုင်တယ်ဆိုတော့ ပြင်းတင်ပြင်းထိုက်လို့လည်းကျွန်တော်ပြင်းထားတယ်အိမ်ဝင်လည်းဖြစ်တယ်ဘော်ဒီဈေးလည်းပြင်းတယ်ဒီလိုအခြေအနေမျိုးဖြစ်တဲ့တကြောင်လို့ဒီပွဲကကျွန်တော်အဆုံပြလာမယ်နိုင်သွားမယ်လို့ထင်တယ်ဆိုတော့ကူပေါင်းစင်းနဲ့ကျွန်တော်ချိန်တဲ့အခါမှာဆိုလို့ရှိရင်လည်းကူပေါင်းစင်းကျွန်တော်ပြီးတဲ့ဈေးကကျွန်တော်မှန်တယ်ပေါ့နော်ကူပေါင်းစင်းမှန်တယ်ဟိုတလုံး50ပေါင်မှာတလုံး50ပေါင်ဆိုတော့ဖူအန်ကိုရရင်လည်းရနိုင်တယ်ပေါ့ဒါမှမဟုတ်ကျွန်တော်တို့ဒီအဆုံပြလာဘက်ကနေပဲကျွန်တော်တို့ဒီပေါ့နော် နောက်တော့ငါကျွန်တော်တွင်းသွားတယ်ကျွန်တော်ဖြစ်ကောင်းဖြစ်နိုင်တယ်ဗောဒီဘွဲကကျွန်တော်ဇုံပေါ်လေးတော့မစိုးဘူးဗောနော်ဆိုတော့ SMB လာလေးကြိုက်တယ်လို့ကျွန်တော်ကူပေါ်လေးလည်းကြိုက်ပါတယ်ကျွန်တော်ကတော့ SMB လာနိုင်မယ်လို့ကျွန်တော်လုံးဝထင်ပါတယ်ဗောနော်ဆိုတော့ဒီတော့ကျွန်တော် SMB လာကြိုက်ပါတယ် Who's go ကတော့ဒီဘွဲကို31နဲ့ SMB လာနိုင်မယ်ဆိုပြီးတော့ comment ထားတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ဘွဲကျွန်တော်ဒီ Everton Iswich ဗောလေး ာဂျီပွဲကကျွန်တော်တို့တိတ်ပြီးတော့ဘာမှတော့တိတ်ထူးခြားမှုမရှိတော့ဘူး as evident အနေနဲ့ကျွန်တော်ပတ်စံများများလို့ကျင်အဆင့်နည်းနည်းကျွန်တော်တက်လို့ရတဲ့အချိန်မျိုးမှာတော့ကျွန်တော်ရှိရပါတော့ဆိုတော့အဲတကယ်လို့ဒီပွဲနိုင်နေဆိုလို့ရှိရင်50 match ကျွန်တော်73ဆိုတဲ့နေရာကိုကျွန်တော် ရောက်မယ်ပေါ့နော်ဒီလောက် ပဲကျွန်တော်တို့ရှိတဲ့အခြေအနေမျိုးမှာကျွန်တော်ရှိတယ်ဆိုတော့ဒီတက်ကြောင်းမလို့ Aston Villa အနေအဲ sorry Everton ပေါ့နော် Everton အနေနဲ့ဆိုလို့ရှိရင်တို့အဒီအဆင့်တက်ရေးအတွက်ကိုပဲအဓိကဥတည်မယ်အဲဒီ Issue တို့ဘာလို့ရတော့ကျွန်တော်တို့ဘာမှကျွန်တော်သိပြီးတော့ထူးခြားခြင်းကျွန်တော်မရှိတော့ဘူးအဲဒီအဆင့်16 19နနစေဘောနဒီဒီဆက်ရှင်မှာပဲကျွန်တော်ရှိနေမယ့်အခြေအနေမျိုးမှာကျွန်တော်ဖြစ်တယ်ဆိုတော့ဒီလိုကြောင့်မလို့ Acidet ကကျွန်တော်ဘာမှ အရေးမကြီးဘူးဒါပေမဲ့ Evernote ကအရေးကြီးတဲ့ပွဲမျိုးဖြစ်တဲ့အဲဒီဘာလို့အဆင့်ကိုအတိုင်းအတာတစ်ခုကျွန်တော်တတ်နိုင်မယ့်အခြေအနေမျိုးမှကျွန်တော်ရှိနေတွေ့တာလည်းကိုယ်ငွေမှာဖြစ်တဲ့တွေ့တဲ့သင်ရလည်း asset down ဆိုတော့ဒီကြောင့်မလို့ Evernote ဒီနေ့ပွဲမှာကျွန်တော်နိုင်အောင်ကစားမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ Evernote ကအခုလက်ရှိကျွန်တော်ဒီ Asian Bookie ရသလိုလုံးတည်ပေးတယ်ကိုပေါင်းစီနှလုံး100ရုံပေးပါတယ်ဆိုတော့အဲဒီကိတန်းကျွန်တော်ပထမကြော့ဈေးနဲ့ကျွန်တော်ရှင်းမယ်ဆိုလို့ရှိရင်ပထမကြော့တော့ asset down ဘက်ကလည်းပဲ30ရုံထိကျွန်တော်ပေးခဲ့တာဖြစ်တဲ့ကြောင့်မလို့ Evernote ကဒီနေ့ပွဲမှာဆိုလို့ရှိရင်ပုံမှန်ပစ်သေးကျွန်တော်ဒီ level ရှုံးတော့ဆိုကျွန်တော်ရပါပြီဒါပေမဲ့ခုလက်ရှိတလုံးတည်းအထီကိုမတရားကျော်ပြင်းနေတယ်ဆိုတော့ဒါကကျွန်တော်ဒီ evidence လုံးဝကျွန်တော်နိုင်မဲ့အခြေအနေမျိုးမှာကျွန်တော်ရှိနေရတယ်လို့ကျွန်တော်ပြောလို့ရတယ်ကိုပေါင်းစည်းရတော့ကျွန်တော်ဒါကိုပေါင်းစည်းကျွန်တော်ဒီပထမကျော်နှလုံးတရားရှုံးမှာအခုလက်ရှိနှလုံးတရားရှုံးပြီးသားရင်ဆိုတော့ဒါကိုပေါင်းစည်းရမှန်တယ်လို့ကျွန်တော်ပြောလို့ရတယ်ကိုပေါင်းစည်းကကျွန်တော်တို့ဒီတက်လို့မရဘူးနော်ဘာလို့ဆိုတော့ evidence အိမ်ဝင်းကမတရားကိုအောက်ဆိုးတဲ့အထက်မှာပါတယ်ဆိုတော့ဒီတဲ့ကြောင့်မလို့ evidence လုံးဝကျွန်တော် clean ရှိရမယ်ကိုပေါင်းစည်း body ဈေးလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒီကြောင့်မလို့ Everton ပဲကျွန်တော်ကြိုက်ပါတယ်ဆိုတော့ Everton ဒီပွဲနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ Everton အဲဒီ Wolves ကကျွန်တော်တို့ Everton 2-0ဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်တစ်ပွဲပေါ့အဲနောက်တစ်ပွဲကကျွန်တော်တို့ဒီဘာမှသိရင်ပါတယ်နှစ်သိန်းကျော် Leicester နဲ့ Southampton ကျွန်တော်တို့တွေ့တဲ့ပွဲပါဆိုတော့ Leicester နဲ့ Southampton ဆိုရင်အနေထားမှာတော့ဗျာကျွန်တော်တို့ဒီဘောနောခုလက်ရှိကျွန်တော်အိမ်ဝင်ဘက်ကနေပြီးတော့ level 50ရှုံပြီးတယ်ကိုပေါင်းစီ3လုံး50ပေါင်းပြီးတယ်ဆိုတော့ အဘော်ဒီဇီမှန်တယ်ကျွန်တော်ကူပေါင်းစီမှန်တယ်ဒီလိုပုံစံမျိုးပဲကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့တကယ်တော့အများပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်အထင်တော့ပေါ့နော်ကျွန်တော်ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်အမြင်ဆိုလို့ရှိရင်လက်စတာဒီဒီပွဲဒီကျွန်တော်ဒီဘလုံးမှကျွန်တော်ဒီပြောရမယ်ဆိုရင်လက်စတာကကျွန်တော်လုံးဝအဖက်ဆင်ရမယ်ပွဲလို့ကျွန်တော်ကမြင်တယ်ဘာလို့ဆိုတော့အဲဘလုံးမှကျွန်တော်တို့ဒီကြံတဲ့အသင်းတွေကိုသူ့မှာကျွန်တော်နိုင်နိုင်စွမ်းလုံးဝမရှိဘူးပေါ့နော်ဆိုတော့ ဆောက်တန်းလည်းဒီတိုင်းပဲဗောနော်ဒါပေမဲ့သူ့အိမ်ဝင်မဟုတ်တဲ့အခါကျတော့ကျွန်တော်ဒီဗောနော်ဟိုနိုင်နိုင်ကြီးအားဘယ်သိမ်းတော့ရှိပါလဲဘယ်သိမ်းတော့မရှိပါဘူးဆိုပြီးကျွန်တော်ပြောလို့မရဆိုတော့ဒီပွဲကကျွန်တော်ကန်ကျင်လို့ကန်မဲ့ချင်မျိုးမှရှိတယ်တက်နိုင်တော့ကျွန်တော်ရှောင်စေခြင်းတယ်ဆိုတော့အဲ ဘော်ဒီစီးမှန်တယ်ကိုပေါင်းစီးမှန်တယ်ဒီလိုရှင်နေပြီဖြစ်တယ်ဆိုတော့ဒီတော့ကြောင့်မလို့အာဒီပေါ့နော်တင်းတင်းနိုင်သွားမယ်ဆိုတာထက်ကြောင့်တည်ချနိုင်ကြရပို့ပြီးတော့များတယ်ဆိုတော့အဲဘာလို့ကျွန်တော် point out လုပ်ပြီးတော့ဂျီပွဲကိုရွေးရင်လဲဆိုလို့ရှိရင်ကိုသွင်းနိုင်တဲ့အသင်းကသာတည်နေအနိုင်ကျွန်တော်ဖြစ်နိုင်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့လက်စတာဒီကျွန်တော်တို့ဒီနောက်ဆုံးကျွန်တော်တို့ဒီပေါ့နော်9ပွဲ10ပွဲလောက်မှာကျွန်တော်2ဂိုးလောက်ပဲသွင်းနိုင်တယ်တိုက်စစ်ကိုပိုင်ဆိုင်ထားတဲ့အသင်းမှာဆိုတော့ဆာသန်တန်ကတော့ကျွန်တော်တို့ဒီပွဲတိုင်းနှီးပါသူတို့အနည်းဆုံးတော့2ဂိုးတော့ရတယ်ရှုံးရုံးမဲ့တည်ချရင်ကြရမယ်ပေါ့နော်ဒါပေမဲ့2ဂိုးတော့ရ တယ်ဆိုတော့ကိုးသွင်းနိုင်တယ်ပေါ့နော်ကိုးသွင်းနိုင်တယ်ဆိုတော့ကိုးသွင်းနိုင်တဲ့တိုက်စစ်ရှိတဲ့အသင်းကဒါတရည်နဲ့အနိုင်ဖြစ်နိုင်ချေပိုများတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီကြောင့်မဒီပွဲတည်ကြရဆိုရင်တော့ပြန်90လောက်ရမယ်ဆောင်းတန်တန်ဘတ်မှာပဲကျွန်တော်ဒီကြံမှာတော့ကျွန်တော်စာသင်ကြိုက်ပါတယ်။ဘူစကွာတော့ဒီပွဲကို1-1နဲ့တည်ကြမယ်ဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ်။ဆိုတော့နောက်တစ်ပွဲကကျွန်တော်အာဆင်နယ် ုံးပေါက်ပါဘောเนาะဆိုတော့အာဆနယ်ကအဲဒီပွဲကကျွန်တော်နည်းနည်းလေးအရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့အဲဒီပေါ့เนาะကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒီရမယ့်ကျွန်တော်ဒီ68မှတ်ဆိုတော့သူတို့အဆင့်နဲ့နေရာကိုနည်းနည်းလေးကျွန်တော်ဟိုချင်းချောက်လာနိုင်တဲ့အနေအထားမျိုးတော့ကျွန်တော်ရှိတယ်ဒါပေမဲ့တိတ်တော့ဟိုပြဿနာတော့မရှိသေးဘူးလို့ဆိုတော့အဲဒီ Man City ကကျွန်တော်35ဘွဲဒီကန်ပြီးသွားတဲ့အနေအထားမှာဆိုလို့ရှိရင်68နဲ့ကျွန်တော်4မှတ်တကယ်လို့ Newcastle နိုင်နေဆိုရင်65မှတ်ဆိုတဲ့အနေအထားမျိုးကျွန်တော်ဒီပေါ့နော်ဒီ ဒါပါတော့ဒီနေ့ဘုံမပွဲရှုံးနေဆိုလို့ရှိရင်တော့မှအနည်းဆုံးကျွန်တော်နှစ်မှတ်လောက်ဖြတ်ထားနိုင်တဲ့အချိန်မျိုးမှာတော့ကျွန်တော်ရှိသေးတယ်ဆိုတော့ဒီတဲ့ကြောင့်မို့အာဆင်နယ်ကဒီပွဲကိုကျွန်တော်တို့ဒီဘာနော်ဟိုမရှုံးအောင်ပဲကန်လာမဲ့အချိန်မျိုးလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့တွေ့ရတဲ့အချိန်ကျွန်တော်ဘုံမောက်ဖြစ်နေပါတော့ဆိုတော့ဘုံမောက်ကနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်တို့ခြေစွဲလေးနည်းနည်းကြာလာရေလို့ကျွန်တော်ပြောလို့ရတယ်ဘာနော်ဆိုတော့ အရန်နီကပ်အရသလို့ရှိရင်အာဆနယ်ဘက်ကဒီပွဲကိုကျွန်တော်ဘုံမောက်ကို level 50ရှုံးမယ်ပေးလာတယ်။ကိုပေါင်းစီနှလုံး100ရှုံးပါနော်။ဆိုတော့ဒီဒီလိုမျိုးကျွန်တော်တို့ဒီ body size အရန်ပြောရတဲ့အနေထားဒီကျွန်တော်ကတော့ဒီ champion league ကို focus ရောက်နေလို့လို့ကျွန်တော်ထင်တယ်။ပြီးခဲ့တဲ့ဒီအာဆနယ်အင်ဝင်းမှာကျွန်တော် PSG ကိုလက်ခံကစားပြီးတော့1-0နဲ့သူတို့ရှုံးသွားတယ်။ဆိုတော့ဒီတက်ကြောင့်မလို့နောက်လာမယ့်အကြောင်းမှာဆိုလို့ရှိရင် PSG အင်ဝင်းမှာသွားကစားရမယ်ဆိုတော့ဒီအတွက်ကိုတေချာပေါက်အားခဲထားနိုင်တယ်။အာဒီတာအနေနဲ့ဒီပွဲကိုကျွန်တော်တို့ injury ရှောင်ကစားပြီးတော့အိမ်ဝင်းမှာကျွန်တော်ရုပ်ပြဆင်းပြမဖြစ်အောင်ပဲကစားလိုက်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဒီပွဲကအစနဲ့အမြင့်ဆုံးရနိုင်ရင် ဒီလောက်ပဲလို့ကျွန်တော်တို့ထင်တယ်တကယ်တမ်းကျွန်တော်တို့ဒီပထမအကြော့ဈေးကြမ်းကိုကြည့်မယ်ဆိုတော့ကျွန်တော်အစင်ဘက်ကကျွန်တော်တို့ဒီတလုံး90ပေါင်းလောက်ဒီကျွန်တော်ပြီးခဲ့တယ်ဒါမှမဟုတ်ကျွန်တော်2စီးနဲ့ကျွန်တော်ရှုံးသွားတယ်2စီးနဲ့ကျွန်တော်ဒီဘုံမဘကန်နေနိုင်ခဲ့တယ်သူရှုံးသွားတယ်ဆိုတော့ဒီတော့ကျွန်တော်တို့ဒီနေ့ဘုံမတကယ်ပေးသိမ်းနေပေးထိုက်တဲ့ဈေးရဆိုလို့ရှိရင်တလုံး90ရှုံးတော့ဒီကျွန်တော်တို့ပေးရမယ့်အခြေအနေမျိုးကျွန်တော်ဖြစ်တယ်တကယ်လို့ဒီပထမအကြော့ဈေးမှာအောင်ခဲ့လို့ဆိုလို့ရှိရင်တော့မှအနည်းဆုံးတလုံးတည်လုံးတရားနေပြတလုံး90ပေါင်းလောက်ဒီကျွန်တော်တို့ပေးလို့ရတဲ့ခြေမျိုးမှာရှိပြီမြဲအခုလက်ရှိတပည့်90ရှုံးလောက်ပဲပေးထားနေဆိုတော့အာဆင်နယ် မနိုင်ဘူးဆိုတဲ့အခြေအနေမျိုးကျွန်တော်တို့ပြောနေတဲ့ပုံစံမျိုးကြောင့်ဖြစ်ပါတယ်ဆိုတော့ဒီတော့ကြောင့်မလို့အာဒီပေါ့နော်အာဆနယ်အနေနဲ့ဒီပွဲကတော့ကျွန်တော်တို့ဒီ short game လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ဘုံမောက်ပဲနေဆုံးကျွန်တော်တည်လောက်တော့ရှားသွားလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့အဲဒီဘွဲတော့ကျွန်တော်ဘုံမောက်ကြိုက်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီဘောနော်ကိုပေါင်းစည်းပေါ့ကိုပေါင်းစည်းမှာဆိုလို့ရှိရင်လည်းဒီဘောနော်ထူးထူးခြားခြားပဲဒီဘွဲကကျွန်တော်ဒီကိုပေါင်းစည်း မြင်ရမယ့်အစားကျွန်တော်ဟိုကူပေါင်းစည်းကျွန်တော်ပြော့လာတဲ့အချိန်လေးမျိုးဖြစ်တယ်ဘုံမောက်ဆိုလို့ရှိရင်အဝေးဝင်းမှာအဲဒီတို့အိမ်ဝင်းတာကျွန်တော်ကူပေါက်ဒီကံပေမဲ့အဝေးဝင်းဆိုလို့ရှိရင်တိုးတက်ကျွန်တော်18ပွဲကစားရတဲ့နေရာမှာ73ပွဲအထိကျွန်တော်ကိုးပေါ်ထားတဲ့အချိန်လေးမျိုးဖြစ်တယ်နောက်ဆုံးအဝေးဝင်း9ပွဲမှာဆိုလို့ရှိရင်လည်း4ပွဲဒီကိုးပေါ်ထားတဲ့အချိန်လေးမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့အာဆင်နယ်ကတော့ကျွန်တော်ဒီဘောနောအိမ်ဝင်းဆိုလို့ရှိရင်ခံစစ်အဲဒီဘောနောအသားပေးပြီးတော့အဲကစားတဲ့အထက်မှာပါတယ်ပေါ့နော်ဆိုတော့ကိုးပေါက်လေးအာဆင်နယ်ညားတယ်ဆိုတော့ကိုးပေါက်လေးကြလာတဲ့အကြောင်းအရာအာဆင်နယ်ကြောက်လို့ကျွန်တော်ယူဆတယ်ဆိုတော့ဒီတော့ကြောင်းလို့ဒီပွဲက ကျွန်တော်တို့ဒီဘောနော်ဂိုးတွေအများကြီးကျွန်တော်မြင်ရဖို့မရှိဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့ဒီတော့ကြောင့်မလို့ဒီဘောနော်အဒီတာအနေနဲ့ကျွန်တော်ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တို့ခန်းစစ်ကိုဒီချာလုံးလုံးရှုံလေးလုံးမယ်မရှုံးအောင်ကစားမယ်ဆိုတဲ့အခြေအနေမျိုးပဲဟိုဘယ်လိုပြောရမလဲ အဲယူစားလို့ရတယ်ဗောနော်ဆိုတော့ဒီပုံစံမျိုးဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီပွဲကိုတော့ဇုံအောင်လေးမဆိုးဘူးဗောနော်ကိုအောင်ကြိုက်တယ်အဲဒီဘုံမောက်ကြိုက်တယ်ကျွန်တော် favor အရာဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဘုံမောက်ကရွေးချယ်စရာရွေးချယ်တာကျွန်တော်နည်းနည်းတွေ့တယ်ဗောနော်ဆိုတော့ဒီပွဲကိုတော့ကျွန်တော်ကိုအောင်ကိုပို့ပြီးတော့ကြိုက်ပါတယ် host ကတော့ဒီပွဲကိုတူးတူးနဲ့တည်ကြမယ်ဆိုပြီးတော့ခံမှန်းထားတာဖြစ်ပါတယ်ဆိုတော့ဒါကတော့နင်းညာကစားမယ်ပရီးမီယံလိပွဲစဉ် round 35ရဲ့ခံမှန်းချက်တွေဖြစ်ပါတယ်ဆိုတော့ အနာလေးလို့ရှိရင်ကျွန်တော်ရခံမဲ့ချက်တွေကပြောင်းလဲကောင်းပြောင်းလဲနိုင်ပါတယ်ကျွန်တော်မှာဒီ Telegram channel တိရှိပါတယ်ကျွန်တော် Football Jesus တိဆိုတဲ့ channel မှာဆိုလို့ရှိရင်ကျွန်တော် free play လေးတွေအများနဲ့ကျွန်တော်တင်ပြပါတယ်ဆိုတော့စိတ်ဝင်စားရင်ဆိုလို့ရှိရင် join ထားပေးလို့ရပါတယ်ဆိုတော့ description မှာဆိုလို့ရှိရင်လည်းအဲ့ဒီ Telegram channel link ကိုကျွန်တော်ထည့်ပေးထားပါတယ်ဆိုတော့ join ပေးကြပါဦးဆိုတော့ video လေးကတော့လောက်ပါပဲကြည့်ရှုအားပေးရညီကောင်များလည်းကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့ channel subscribe လုပ်သေးဆိုလို့ရှိရင် subscribe လုပ်ပေးထားကြဖို့အားလုံးတောင်းဆိုပါတယ်ကျွန်တော်နောက်တစ်ပီမှာတွေ့ရမယ်အားလုံးကျေးဇူးပါ